DPP ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။ဒီနှစ်ကုံပိုင်းမှာထရွေရွေကောက်ပွဲပြုလုပ်မှာဖြစ်တဲ့အတွက်ရွေကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့ပြည်သူနဲ့အစိုးရပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့2020ထရွေရွေကောက်ပွဲရလဒ်ကိုလက်မခံဘဲအနာသိမ့်ခဲ့တဲ့စစ်ကောင်ဆောင်ကပြောပါရယ်ချင်းပြည်နယ်ဖလန်းမြို့မှာချင်းပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့နေ့စဉ်ရက်ဆက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားသေဆုံးတာရှိသလိုအရှင်ဖမ်းမိထားသူတွေလည်းရှိတယ်လို့ချင်းကြီးနောင်တပ်ဖွဲ့တွေစီကနေသိရပါရယ် ပဲခူးတိုင်းနောက်ချမ်းအဖို့မြို့နယ်ပဲခူးရုံမအတွင်းကစစ်စင်ရေးနယ်မြေအတွင်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်ခီးတွလာတာတွေမပြုတ်လောက်ကြဖို့အဖို့မြေအောက်ပျောက်ကြားတပ်ဖွဲ့ကမလ16ရက်မှာသတိပေးထုတ်ပြန်ထားပါတယ်2024-2025ပညာသင်နှစ်မှာစာမွေးဖြည့်ဆို့ပြီးစီးထားတဲ့အခြေခံပညာကျောင်းသားကျောင်းသူတွေနေရာဒီမှာရက်ပေါင်း20ကျောင်းပြန်တက်ရမယ်လို့ရန်ကုန်တိုင်းအခြေခံပညာဦးစီးဌာနကနေသိရပါဗျာ။ DVB နောက်ဆုံးရသတင်းတွေကို DVB TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။